။နောက်နောက်တော့ကျွန်တော်ရမိပါရိုင်းမှာဒါမဲ့ကိုယ့်ရဲ့ဝင်နေမှာတော့ဝါသနာပါတဲ့စိတ်ကလေးနဲ့ပဲပြန်ဖြေရတာပါ။ကိုက तू ကကိုယ့်နေနေချိန်မှာကိုယ်တည့်ရမုန်းလိုက်။နောက်ဘွဲတွေကျန်ကိုမပေါ်မှာဆိုလို့ဒါမဲ့မြို့တိတ်ခဲ့တာ။ ွဲနဲ့တပင်းကြီးရောက်ရင်ကိုပြောတယ်ဆိုတဲ့ခါကျတော့ငါပွဲကားရတော့မှာပါလားရတဲ့ပတ်စံလေးတူသူ့လေးတစ်ချက်ဝယ်လိုက်တယ်သူ့လေးဝယ်လို့မရတော့ကျွန်တော်ဖာလိုက်ပါတယ်ဗောကလေးအဲ့လိုမျိုးလေးကျွန်တော်ကြုံအောင်ကြာမယ်လောက်ပါဒါကျွန်တော်မချက်ပါဘူးကျွန်တော်ပြောခဲ့ပါတယ်သူတို့ကဘယ်အားပေးစကားလေးပြောတာဗောနော်ကောင်းတယ်အဲ့ဒါသူတယောက်ကညီမပစ္စည်းခိုးတာမဟုတ်ဘူးကိုဝင်းစာတော့ကိုရှာတာအဲခိုးယူပါအဲ့လိုပြောခဲ့ပါတယ် Thank <laughs> you. တခါဟိုအဲ့လိုပဲထင်ကြပါလေသူတို့ကဒီလိုမျိုးဖြစ်ရတယ်ဒီလိုအချောင်းဆိုပြီးတော့တွေးကြတာသူတို့ကတချို့လူတွေကထင်တာပေါ့သူတို့ကပွဲလည်းမရှိဘူးပေါ့เนาะငါတို့ခေါမကားမှာအဲ့အဲ့လိုမျိုးလေးတချို့ကစိတ်ထဲမှာအဲ့လိုလေးထင်ကြပါတယ်ထင်ပြီးကျွန်တော်တို့လူသုံးလေးတုံးကြပါတယ်နောက်နောက်တော့ကျွန်တော်ရမိပါရိုက်မှဒါမဲ့ကိုယ့်ရဲ့ဝင်နေမှာเนาะဝါသနာပါတဲ့စိတ်ကလေးနဲ့ပဲပြန်ဖြေရတာပါကိုက तू ကကိုယ်နှိမ်တဲ့ချိန်မှာကိုတည့်ရမုန်းလိုက်ရင်နောက်ဘွဲတည်းချင်ကိုမပါမှာဆိုလို့ဒီတိုင်းပဲမျိုးသိခဲ့ရပါပြီးပြီးဖြစ်ခဲ့ပါတယ်ဘာဖြစ်လို့လဲဆိုကိုယ် तू တို့ကတက်အောင်လို့ ပြောပေးတာပေါ့နော်မခံကျင်စိတ်လေးပြောပေးတဲ့အတွက်ငါဒီလိုပြောလိုက်တဲ့ခါကျရင်သူ့ကိုနောက်တစ်ခါခေါ်လိုက်လို့ရှင်သူတန်းလာမှာပဲသူ့ပညာလေးတစ်ခုတင်ပေးတာပေါ့နော်အဲ့လိုမျိုးလေးပေါ့သူတို့ကမဖြစ်ပါဘူးဘာဖြစ်လို့လဲဒါလူရှင်တို့ပြောတယ်ကိုယ့်ရဲ့ပေးတဲ့တယောက်ပါပဲပေးတဲ့တယောက်ပါပဲကျွန်တော်နုပညာသမားဆိုတာလေဒီစားဆောင်ရောက်တဲ့လူရှိတယ်လူရေတံမှုကောက်တဲ့လူတွေရှိပါတယ်ဒီလိုပဲတော့ဒါသူ့သူတယောက်ကကိုယ့်ကိုပြောတဲ့တော့ပီတိဖြစ်တာပေါ့နော်ဘလို့ပဲဖြစ်ကိုယ်ခြံရှင်းရတာလဲအားရှိတယ်လူရှင်တို့မှအဲ့လိုပြောတဲ့အတွက်အာကျေးဇူးပါကျွန်တော်အဲ့လိုပြောခဲ့ပါတယ်သူတို့ပြောတဲ့စကားလေးကဒီမျိုးရှိတော့ မောင်လေးကပထမလူရှင်လောက်တာနော်ဟုတ်ပါတယ်ခင်ဗျာအခုတော့ကျွန်တော်ပွဲလေးနားတဲ့ခါကျတော့ကျွန်တော်မိသားစုလေးကျွန်တော်စားဖို့နေရတော့ခုကျွန်တော်ကြောင်ကြမ်းလောက်ပါတယ်ဒါကျွန်တော်မချက်ပါဘူးကျွန်တော်ပြောခဲ့ပါတယ်သူတို့ကဘယ်အားပေးစကားလေးပြောတာဗောနော်ကောင်းတယ်အဲ့ဒါလူတယောက်ကမိမပစ္စည်းခိုးတာမဟုတ်ဘူးကိုဝင်းစာတော့ကိုရှာတာအဲခုံယူပါအဲ့လိုပြောခဲ့ပါတယ်လူရှင်တော်ဘာကြောင့်ဆင်းရဲလို့ထင်လဲလူရှင်တော်တွေမှဆင်းရဲဆိုတာကျွန်တော်ပြောမှဆင်းတော့နော်ဒီတချို့လူရှင်တော်ကြီးတွေကပညာတော်တော်တက်ကြပါတယ်ဒါကျွန်တော်တို့ကဝါသနာတစ်လိုင်းပေါ့ ဝန်သားတလိုင်းနေနဲ့ကို့မှာဒါပတ်စံလည်းမရှိဘူးပညာလည်းတိတ်မတက်ဘူးမတက်ဘူးဆိုတော့ဒီဝါသနာလိုင်းဝင်ရတယ်ဒါမဲ့ဒီပွိုင်းလန်းသမီးကြီးကကိုကရတယ်ကရတဲ့ခါကျတော့ကိုရမ်းပျော်တယ်ကိုအိမ်ပြန်ရောက်တဲ့ခါကျတော့ကိုအလုပ်လေးကိုလုပ်ရတယ်အခုကျွန်တော်ခြံရှင်းတယ်ခြံရှင်းတဲ့ခါကျအခြံထဲမှာရှိတဲ့ရေနံမှုလို့ဘီယာဘူးလို့တွေ့ရင်ကျွန်တော်ကောက်လာတယ်လူရှင်တော်တွေဆင်းရတာဒီဝါသနာကြီးတလိုင်းတစ်ခုပေါ့နော်ဒီဟာကြီးကိုအရင်ပိုးပါတဲ့အတွက်ကိုကျွန်တော်တို့ကအဲ့လိုမျိုးဒါဆင်းရတယ်လည်းမခေါ်ပါဘူး ဘယ်လိုလဲပိုးပါတဲ့အတွက်ကိုဖြစ်သွားတာပေါ့ကိုကိုပေါ့ကိုဖန်နီးလာတာပေါ့နော်ကျွန်တော်ကဆိုရင်ပွဲမရှိတဲ့ရက်ကျရင်ခြံရှင်းမလာခေါ်တယ်ခြံရှင်းတဲ့ခါကျရင်ရေလံဘူးလို့ပြရာဘူးလို့တွေ့ရင်ကောက်လာမရှက်ပါဘူးဘာလို့လဲဆိုတော့ခြံရှင်းကကျွန်တော်တန်းတန်းခွင့်ရရင်အဲ့ဒါလေးရောင်းလိုက်တဲ့ခါကျရင်ကျွန်တော်3000 4000ပိုးရတဲ့အတွက်အိမ်ဈေးလေးပိုးရတာပေါ့နော်အဲ့လိုမျိုးလေးကျွန်တော်တို့မရှက်ပါဘူးကျွန်တော်ညောင်းဆဲတယ်ဒီဟိုနေ့အခုဆိုရင်ကျွန်တော်ဒီဗီတာတွေကျွန်တော်တို့ဆဲခိုင်းတာသေးတယ်ဒီခြံရှင်းကအဲ့အဲ့ကျွန်တော်ဒီပွဲလေးရှိတော့ကျွန်တော်မလုပ်ဖြစ်သေးဘူးပေါ့နော် အဲ့လိုမျိုးကြုံခဲ့ဘူးပါလေကြုံခဲ့ဘူးပါလေဆိုတော့ဒါပေမဲ့တချို့ကလည်းပြန်ပြီးတော့ပြောပြီးပြန်နားလည်ပါဩော तू ပွဲမရှိလို့ဒါ तू ကလူရှင်တော်တာဖြစ်တယ်မချက်တတ်ဘူးသူ့အောင်ရိုးသားတာရှာစားတာဆိုပြီးအဲ့လိုပြောခဲ့ပါလေတချို့ရင်လေးကကြတော့ကျွန်တော်တို့ကသူများချမ်းမှာစောင့်နေတာပါသူများချမ်းမှာစောင့်နေတော့ကိုဒီချန်ရှင်ကဒီတည့်ရက်နေ့နေမြည်ဖို့မယ်လို့ပြောပါတယ်အဲ့လိုပြောပြီးမလာသေးဘူးပေါ့နော်မလာသေးဆိုတော့ကျွန်တော်တို့ကအခုဒီရလေးကချန်ရှင်ကဖယ်ခိုင်းမယ်ဆိုရင်ဒီကျွန်တော်တို့နဝေးလမ်းကြလေးကိုကျွန်တော်ပြန်စောင့်ပါမယ် ။နဝေလန်ကြီးလေးစောက်ပြီးနေတယ်။တော့ကျွန်တော်တို့ကသူများအိမ်လာကပေးသလိုကျွန်တော်ကမပေးနိုင်ပတ်စံမရှိတဲ့အတွက်သူများအဆောင်ငားသလိုကျွန်တော်မငားနိုင်တဲ့အတွက်ကျောင်းဟာကြာပန်းနေကျွန်တော်ကစောင့်နေရတာပေါ့နော်။ဒီလိုမျိုးလေးနေခဲ့တယ်နေခဲ့တဲ့ခါကျရင်ပွဲလန်သဘင်လေးရောင်းရင်ကိုပြောတယ်။ပြောတဲ့ခါကျတော့ဟောငါပွဲကားရတော့မှာပါလား။ရတဲ့ပတ်စံလေးတွေကိုသူ့လေးတစ်ချက်ဝယ်လိုက်တယ်။သူ့လေးဝယ်လို့မရအောင်ကျွန်တော်ဖားလိုက်ပါမယ်။